ားလုံးပဲမင်္ဂလာပါများ။ကောင်းဆက်သတင်း channel မှာပြန်လဲကြိုးဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုပိုင်းလေးကတော့လောက်ကင်မြို့ကိုဝင်ရင်ဘာတွေလုပ်ဖို့လိုအပ်တယ်လဲဆိုတာကိုပြောပြလာတဲ့ MND ရဲဘော်ရဲ့ရုပ်သံဗီဒီယိုပိုင်းလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာ MND ရဲဘော်ကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးနောက်ထပ်စတဲ့နဲ့ပတ်သက်ပြီးတော့ဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ လောက်ကင်နေထိုင်ခွင့်စာအုပ်တွေရင်းစစ်တယ်ဆိုကြတော့အဲ့ဒါလေးကိုတို့မြတ်ပြောလာနော်ပြောလာဆိုကြတော့မာကျွန်တော်တို့ဆော့ဆော့ဦးဆုံးခင်ဗျားတို့ဆော့ဆော့ဦးဆုံးဝင်မယ်ဆိုတဲ့အချိန်မှာလည်းね MND ရင်းနေမှာတတ်မှတ်ထားနော်စာအုပ်လုတ်ပါဘာကြောင့်ပမာလူမျိုးတွေကခုကြောင့်ခိုးဝဲလုတ်ပြီးမှစာအုပ်မလုတ်ဘဲနဲ့ဝင်ကြတာလေခန်းတဲ့ခါကျတော့ MND မကောင်းမှုဖြစ်တော့ကြရင်ရောဟမ်စတဲ့ဝင်တဲ့အချိန်မှာလည်းတတ်မှတ်ထားပြီးစမ်းတော့စာအုပ်လုတ်ဖို့စာအုပ်တက်ကော နောက်ပြီးတော့အခုကိုလောက်ကမလုပ်ငန်းတလုံးနေဆိုလဲကိုအလုပ်ရှင်ကနေအဲအတူတလုံးလို့ရတယ်အဲ့တော့ဒါကျွန်တော်တတ်မှတ်ထားတဲ့စီမီစီကန်စီမီစီကန်ကိုချိုးဖောက်လာမှာတော့ရှင်းပြတော့ကျွန်တော်မလုံးဝမတနာအောင်လှုပ်တင်တယ်ဘာကြောင့်လဲဆိုတော့ခမရတို့အဲ့ယူခမရတို့လာပါလာပါဆိုရင်မှလည်းမဖိတ်ခေါ်ထားဘူးနော်မင်းလောက်ကမလာလို့မရဘူးဆိုရင်မှလည်းဘယ်သူမှမပြောဘူးလက်စီပေးမှလည်းဘယ်သူမှမခေါ်ထားဘူးကိုယ်ဟန်လည်းကိုတွားတယ်အဲ့တွားတဲ့အချိန်မှာ ကျွန်တော်တို့ဒီရေဘူးဂိတ်တော့ဂိတ်၃ခိတ်ရှိတယ်နော်အမှလာဟိုကွာလုံကွာလုံဆိုတော့တန်လမ်းရှိတော့တယ်ထားတော့ကွာလုံဆိုရင်တော့ဒီလမ်းလွေကျတဲ့လမ်းပဲလမ်းမရှိဘူးအဲ့ဒီဂိတ်တွေမှာလည်းအတိအကျပြောထားတယ်စောက်လောက်ရမယ်တော့ခိုးတယ်ခိုးဝင်နေဝင်ပြီးကမှကိုလုံးဝေးကူညီပါအောင်အမှန်ဒီကဒီလိုပဲလားဆိုတော့စကားလုံးကြီးကျွန်တော်မပြောကြပါနဲ့အဲ့တော့ကျွန်တော်လည်းမကူညီနိုင်ဘူးကူညီနိုင်လည်းကျွန်တော်မကူညီဘူးဘာကြောင့်လဲခင်ဗျားတို့ကိုယ်တိုင်စီကန်နားမထောင်ဘူးလားခင်ဗျားတို့ကိုယ်တိုင်ချူဖောက်နေတဲ့ဥပဒေဖြစ်နေလို့ကျွန်တော်ကူညီမှာမဟုတ်ရဘူး အဲ့ဒါလေးကျွန်တော်အခုကြီးမလောက်ပါနဲ့ပေါ့နော်ဟိုကျွန်တော်ဖုန်းနံပါတ်တွေပေးခဲ့တာမှန်တယ်ပြီးတော့အခုကြီးလူအရင်ပြောရမှန်တယ်ကျွန်တော်ပြောလိုက်တဲ့အချိန်မှာကျွန်တော်ဥပဒေနဲ့မလွတ်ကင်းတဲ့အရာမှတော့ခုမှမရှိခဲ့ဘူးနော်အဲ့ဥပဒေနဲ့မလွတ်ကင်းတဲ့အရာမှတော့ကျွန်တော်အခုကြီးမဟုတ်ဘူးဥပဒေနဲ့လွတ်ကင်းတဲ့အရာမှလည်းပြတော့ကျွန်တော်အကုန်လုံးခုကြီးပြမယ်အိုးရဲရဲရဲဆုံးရုပ်ဆော့ဆုံးပြောမှာဆိုကင်မရာဝတ်စမ်ရှိနော်ကျွန်တော်ဝတ်ထားတဲ့အဝတ်ချုပ်ပေးမယ်ကျွန်တော်အလောက်ထိကူညီပေးမယ်ဒါပေမဲ့ဥပဒေကိုချိုးဖောက်နေကြတော့ ကျွန်တော်မပြောနဲ့ဘာတူမှဆင်းမကူညီပေးမှာမဟုတ်ဘူးဗျနော်အခုမှဗမာတွေဖန်ခံနေရတယ်ဘယ်လိုပဲညာဆိုစကားလုံးတွေမလွှင့်ပါနဲ့ဗျဘာကြောင့်လဲဆိုတော့ဗမာတွေရဲ့လှုပ်ရက်တွေအောင်ကိုယ့်အနေနဲ့ကိုယ်ကိုပြင်မစဉ်းစားကြည့်ကြဒီမြို့ဝင်ခံနီးလေးမှလည်းပြောတယ်ကွမ်လုံမှလည်းပြောတယ်စာအုပ်မလုပ်ထိုင်လုံးဝဝင်ခံမပြီးဆိုကိုယ့်ကြောင့်ကိုယ်ပဲဝင်ကြတယ်အခုအထက်ရောက်တဲ့အချိန်ကျတော့စာအုပ်စစ်တော့မပါဘူးဆိုတော့ဖန်ခံရတယ်ဆိုတဲ့အချိန်မှာခင်ဗျားတို့ MND ဒီဒီလိုလီလာဆိုတာစကားလုံးမျိုးတော့မပြောနိုင်ကြနော် ဒါတွားကန်ကြီးလူတွေကလည်းတော်တော်များကျွန်တော်ကိုမေ့ကြတယ်မေ့တော့ကျွန်တော်စာအုပ်လုပ်ရဆိုကြအောင်ကျွန်တော်ပြောပြတယ်။တော့ဘာကြောင့်လက်မခံခဲ့ကြတာလဲ။အခုဖြစ်တဲ့အချိန်မှာတော့လွန်ဝေဆိုစကလုံးမတက်ပါနဲ့။လွန်ဝေဘာမှကုကြည့်မမဟုတ်ပါဘူး။နော်။အဲ့ဒါလေးတစ်ချက်ပြောပြ။ငါတို့တမလို့ဆိုတာကပြည်သူကျွေးတဲ့ထမင်းကိုစားနေတာမဟုတ်ဘူးဆိုတော့ပြောခဲ့တဲ့တယောက်။အဲ့ဒီအချက်ကိုတော့မတုံ့ပြန်လို့မဖြစ်ရဘူးနော်။ပြောပြလိုက်မယ်။မင်းတို့တမလို့ဘယ်ရပဆိုင်ရလဲဆိုတော့ဟမ်။မင်းတို့စားတော့ရခဲ့ပဲရလဲဆိုမှပြောတော့နိုင်ငံတော်ကနေပေးတာတဲ့။ဟုတ်ပြီ။ နိုင်ငံတော်အကြီးအကဲနိုင်ငံကောင်းဆောင်ကြီးအဲ့အဲ့ငွေကိုဘယ်နဲ့ရလာလဲဟမ်ငါကိုယ်တိုင်းတော့ငါတော်လိုင်းရဲ့စာဝင်နေရတဲ့အချိန်ငါပြောပြမယ်ဟုတ်ပြီလားနော်ငါတို့မှာလေယာဉ်မြေလောက်ကင်တယ်မိဘတွေကလေယာဉ်မြေလောက်ကင်တယ်အဲ့လေယာဉ်မြေလောက်ကင်တော့အခါကျတော့မင်းတို့မတိမ်မရှင်းမှတ်ထားတဲ့အဲ့ဒီကဲပြင်မလာမှာပဲစဘာအကောင်းတဲ့စဘာတွေကိုအကောင်းဆုံးဆိုတဲ့စဘာတွေကိုတုံးလေးစုပ်တော့သူတို့ရိတ်သွားတယ်ရိတ်ပြီးတော့နိုင်ငံတော်တင်ပြလိုက်တယ်နိုင်ငံတော်တင်ပြတဲ့ခါကျတော့ကဲငါတို့ချလာတယ် တဲ့ဒီကောက်ဘလောက်ပေးတွင်တင်းရမှာစိအဲ့တော့ငါတို့မှတင်သွင်းနိုင်တယ်စောင်းမရှိဘူးပေါ့ဆိုစပါနိအကုန်လုံးအီကတိုင်းလုံးမကောင်းဘူးမကောင်းလို့ရှိရင်ငါတို့မှအပြင်းနဲ့ဝေမထည့်ပေးရတယ်ဖင်လက်ခံရတယ်စီလက်ဆိုင်ရတယ်လို့ဖြစ်နေဒါတချောင်းမရှိတည်းနောက်ဒုတိယတချောင်းငါကြောက်စင်းလုပ်ငန်းကိုငါလုပ်ကြင်တော့ရန်နာစင်ကုမ္ပဏီမှာဆုံးပြမိကြမှာငါတော်တော်ကြီးကိုတန်ဖိုးများလဲကြောက်ပလုံးရပါတယ်အစိုးရမအဲ့လိုဆိုငါဖန်ခံရတယ်ပြီးတော့ ဘဲကနေဘယ်လိုငွေငါအချုပ်ထွက်ရောက်နေပေါ့နော်အချိန်ကငါအချုပ်ထွက်ရောက်နေချိန်မှာဘဲကနေဘယ်လိုလှုပ်လိုက်တယ်မင်းငါအိမ်မီးရှို့ခံရတယ်မီးလောင်ခံရတယ်ဒါပေမဲ့မင်းတို့ရှို့တယ်လို့တော့ငါမပြောလို့ပါဘူးဒါတော့ချွင်းချက်အနေနဲ့ထားတော့ပေါ့နော်တချို့တော့လူတွေကတော့နားလည်မှာပေါ့ဘယ်လိုရှို့လိုက်လဲဆိုတာဒီလိုတွေခံရတယ်မင်းတို့အဲ့မအပ်လို့ရှိရင်နီးမျိုးစုံနဲ့နှိပ်စက်တာခံခဲ့ရတာပေါ့ငါတော့လည်းဆိုမရှိအောင်ဝေချက်ခံခဲ့ရတာနော်အေးငါတော့လည်းဝင်နေချိန်မှာ PDF ဖော်မပေါ်သေးတော့ငါအခြားတော့လက်နဲ့ကင်ဖွဲ့စီတခုငါဝင်ခဲ့ရတာ ဟုတ်ပြီလားမင်းတို့ကြွကြော်နေတဲ့ပြည်သူလူထုကြွတဲ့ထမင်းမဟုတ်ဘူးဆိုတာဘယ်အချက်တွေကြောင့်လဲပြောစီစမ်းပါဦးမင်းတို့စစ်တပ်ကပါလဲလဲဆိုင်နေရတာဆန်ဆိုင်ဆန်စပါးတွေမင်းတို့ထုတ်နေရတာဆန်စပါးတွေဘယ်နေထုတ်နေရလဲလူထုကြွေးတဲ့ထမင်းကိုစားပြီးမှလူထုကိုနားမလည်မလုံးနဲ့ရှင်းလားနော်မင်းတို့ပြောနေတဲ့စကားလုံးခဏတခုတွေ့လိုက်လို့ငါကကောင်းအောင်အောင်မှာနော်ငါကောင်းအောင်အောင်မှာပြန်ဝင်ရှာကြည့်လိုက်ရှိတယ် ငါတို့ကလူတူရဲ့ထမင်းကိုမစားဘူးလို့မင်းတို့အဲ့ဆိုပါလေမင်းတို့ချီးစားနေရလားအေးချီးစားနေခွေးစကားပဲပြောနေတယ်ချီးစားတဲ့အမျိုးကခွေးစကားပဲပြောနေတယ်လူစကားမပြောနိုင်ဘူးဒါကြောင့်လူတူကိုမစော်ခါနဲ့မင်းတို့စားနေတဲ့ထမင်းဟင်းငါတို့စားနေတဲ့ထမင်းဟင်းနေအားလုံးကလူတူကကျွေးနေဆိုတာနားလေထားခွေးမျိုးတွေမင်းတို့ကောင်တွေကထမင်းကျွေးရဲ့လက်ကိုပြန်ကြိုက်တဲ့ကောင်တွေအဲ့လိုခွေးကြီးကတိတ်ဖို့ပဲတင့်တယ်ရှင်းလား